ိုင်းရှိတောင်ခီးတချောင်လုံးထမင်းချက်သမားကလေးဖြင့်ပင်ပင်ပန်းပန်းအလုတ်ကျန်းလုတ်ခဲ့ရသည်လောက်ခငွေတစ်ဆင်ညတာရသည့်အတွက်ဘာသည်သူ့ဘဝသူမကြည်မနဲ့မဖြစ်နိုင်ပေအဖြစ်ယုံများမကခီးလန်တစ်ချောင်တွင် သူကြုံခဲ့တွေ့ခဲ့ရသည့်အတွေ့အကြုံများတင်မောသားနှင့်ခီးတီညာကြနေထိုင်လောက်ကရင်သူရရှိခဲ့သည့်အထွေထွေဘုသူတများနှင့်အပြောကျေလာသည့်ဘဝ၏သင်ခန်းစာများသည်သူ့ဖို့ငွေတစ်ဆင်ညမကအဖိုးအနက်ကတိုက်တန်လာသည်ဟုယူဆကဝန်တာအားရပင်ဖြစ်မိသေးသည် ပြည်နှစ်နိုင်ငံကြီးပေါ်သို့ခြေချမိလင်ချမိခြင်းသူ့ဘဝတသက်တွင်တစ်ခါဝန်းမှမမြင်ဘူးမတွေ့ဘူးသည့်မြင်ကွင်းတစ်ခုကိုမြင်လိုက်တွေ့လိုက်ရတဲ့နည်းဤမြင်ကွင်းမှာအခြားမဟုတ်သူတို့တင်မောရဲပါလာသည့်ကုန်ပစ္စည်းများအနက်မှဆိုင်ရင်များပြောင်းရင်များကိုစိတ်ကမ်းလုပ်သမားများကတည်ယူထုတ်ပိုး၍ကုန်းပေါ်သို့ချကြရာတွင်အိတ်ပေါက်များမှထွက်ကြသည့်ဆန်းစိတ်ကြောင်းစင်များကိုဟောင်းနှွမ်းညှက်ပတ်နေသည့်အဝေးစားများဖြင့်စင်ရဲနွယ်ပါလာဟန်တို့သည်ညနေဖြူပြင်းတဲ့မျိုးသမီးများသည် အလူရဲ့သူ့ထက်ငါတိုးဝဲ၍မြေကြီးပေါ်မှကောက်ယူကြသည့်ညင်ကွင်းပင်ဖြစ်လေသည်ယခင်ဗီယက်နမ်တွင်ရှိစဉ်ကကောင်းမေးဆိုသည့်တိုက်တန်နေအိမ်အစာဦးကြီးညပေါ်တွင် ခံသားနေထိုင်၍ကောင်းမေးဆိုသည့်အဝေးစားများကိုခန့်ခန့်ညာညာစတိုင်ချက်ကြဝတ်စဉ်ကကောင်းမေးဆိုသည့်အစားတောင်များကိုနေ့စဉ်စားတော့နှီးဝဲနေကြသည့်ပြင်းထန်အရာရှိများပြင်းထန်အနာပညာနှင့်ပြင်းထန်ကုမ္ပဏီပိုင်ရှင်အရင်းရှိရှိများကိုသာညင်ကယ်ဘူးတွေ့ဘူးကဲ့သို့ပါမမိမိတို့ ဗီယက်နမ်လူမျိုးများအားစိုးမိုးအုပ်ချုပ်နေသည့်မျက်နှာပြူပြင်သစ်လူမျိုးမှန်သမျှဤသို့ပင်အာလုံချမ်းသာကြွယ်ဝ၍အာလုံမဲကောင်းကောင်းနှင့်ကောင်းကောင်းဆက်တောက်ကြသည်ဟုတတိချဆွေးမြဲမှတ်ယူခဲ့သည်ဤသို့ထင်မြင်ယူဆကတတိချဆွေးမှတ်ခဲ့ရမှာယခုပြင်သစ်နိုင်ငံကြီးပေါ်ရောက်လာ၍အိပ်ပုတ်ကထွက်ကြသည့်စမ်းစစ်ပြောင်းစင်များကိုညီကြီးပေါ်မှဖုတ်လူးလူးဖြင့်ကောက်ယူနေကြသည့်မျက်နှာပြူပြင်သစ်အမျိုးသမီးများကိုပထမဆုံးကျင်းပြုတ်လိုက်မြင်လိုက်ရသောအခါ ဘာတိသူမျက်စိကိုပဲသူမြုံနိုင်အောင်ဖြစ်သွားမိတယ်။ညလုံးအဝိုင်းသားပါဇက်အဟောင်းသားဖြစ်သွားတဲ့အထိအံ့ဩသွားမိရကကျင်းတဲ့နိုင်ငံမှာလဲကျုပ်တို့နိုင်ငံလိုစင်းရဲတဲ့လူတွေရှိတာပါပဲလားဟူ၍ပင်သူမိတ်ဆွေတင်မသားမေအားထိတ်တန့်ကြပြောမိတယ်။ဤသို့ဖြင့်ပြင်သစ်နိုင်ငံမျိုးပေါ်တော့ရောက်လျောက်ချင်းတွေ့မြင်လရသည့်အင်ဂျင်ခွင်းသည်ဘာအတွက်တသက်တာခံယူကျင်းသုံးတော့ရမည်သဘောတရားတစ်ရက်ကိုအခိုင်အမာချမှတ်စေခဲ့သည်။ရင်းသဘောတရားကအချမ်းမဟုတ် ကိုလိုနေချက်စနစ်ဟိုဒီလောက်ခံနိုင်ငံများမှာပြည်သူများပေါ်တွင်သာချဲလေသွေးဆုပ်အမျက်ထုတ်နေသည်မဟုတ်မိမိနေရင်းနိုင်ငံမှာတိုင်းရင်းသားလောက်သားပြည်သူများကိုလည်းဆင်းရဲဒုက္ခအဝဝရောက်အောင်ဖန်တီးလျက်ရှိရာဒီနေချက်စနစ်ကိုအမြင့်ပါမကြအောင်တော်လန်တိုက်ခိုက်နိုင်ရအတွက်လောက်ကိုလိုနိုင်ငံမှာပြည်သူများနဲ့အုပ်စိုးသည့်နေချက်နိုင်ငံများမှာပြည်သူများသည်တသွေးတဲ့တသားတဲ့ဆက်ဆက်ပေါင်းစည်း၍တညီတညာတဲ့တိုက်ပွဲဝင်တော်ကြရန် အတူလိုအပ်သည်ဟုသောသဘောတရားပင်ဖြစ်သည်တနည်းဆိုရလျှင်ထိုချိန်ထိုခါမှဆက်၍ပါသည်အပြည်ပြည်ဆိုင်ရာလက်ချက်ဆန့်ကျင်ရေးတိုက်ပွဲကြီးအတွက်လူမျိုးမရွေးအသားရောင်မရွေးတိုင်းပြည်မရွေးနိုင်ငံတကာလူမျိုးစုံသွေးစည်းရေးစိတ်ဓာတ်ကိုစတင်ခံယူခဲ့သည်ဤသဘောတရားနှင့်ဤစိတ်ဓာတ်မျိုးခံယူကိန်းအောင်မည်ဆိုကကိန်းအောင်ဆရာပင်ဖြစ်သည်ဘာကြောင့်ဆိုတော့မိမိတို့ဗီယက်နမ်နိုင်ငံကဲ့သို့ပင်ယခုပြင်သစ်တွင်လူအများစုလူလူကြီးဤ ာဝေးနေရေးမှာစင်ရဲကျတဲလှတီကိုတွေ့မြင်နေရတော့ကြောင့်ဖြစ်သည်မိမိတို့ဗီယက်နမ်နိုင်ငံမှာကဲ့သို့ပင်ပြင်သစ်လုပ်သားပြည်သူများမှာဖိနှိပ်ချုပ်ချယ်မှုအဝဝကိုခံနေကြရတော့ကြောင့်ဖြစ်လေသည်ထို့ပြင်ယခုပြင်သစ်နိုင်ငံကြီးပေါ်တွင်တွေ့မြင်ပေါင်းတင်ဆက်ဆံရသည့်ပြင်သစ်အလုပ်သမားစင်ရဲသားပြည်သူများမှာဗီယက်နမ်တွင်ကိုလိုနီနှချင်းစနစ်ကိုကိုစားတွေ့နေကြသည့်ပြင်သစ်အာဏာပိုင်များအရာရှိများနှင့်အပြုအမူများနေရာတကာတွင်တွေ့မြင်နေရသည် မဆိုင်မျိုးပေါ်တော့ပထမဆုံးစားချုပ်တည်နေမှာပဲစောတော့ဆိုင်တဆိုင်၌ပြင်သစ်လူမျိုးအလုံးသမားတယောက်ကတင်မောသားမင်းနဲ့ပါတော့ဟာခင်ဗျားကျွန်တော်စသဖြင့်ရိုးရိုးတေးတေးရင်ကြဲကြဲဆက်ဆံပြောဆိုတီကိုကြားလိုက်ရတော့အခါဘာမှသူနာသူမျိုးနိုင်အောင်ပင်ဖြစ်သွားမိတယ်ဒီရနယ်လူမျိုးမှန်သမျှကိုပြင်သစ်အနာပညာကအမြဲတစေကြီးကျုံပါမှာမောင်မရိုက်ကြစွာပြောဆိုပြမှုလေးရှိကြရာပြင်သစ်နိုင်ငံတွင်အလားတူမျက်နှာဖြစ်သူကပထမဆုံးကျင်း ခုကဲ့သို့ခညာကျွန်တော်ဟူသောအသုံးနှုန်းဖြင့်မိမိအားရင်ကျေးစွာခေါ်ဟောပြောဆိုလာတော့ကဘာမှတန်တော်ဖြင့်ညံ့မှထားတတ်အောင်ပဲဖြစ်မိရှာသည်မဆင်းမျိုးတွင်၄၅ရက်ခန့်နေထိုင်ခဲ့စဉ်အတွင်းသူတွေ့ခဲ့သည်မြပြင်သစ်လူမျိုးများကသူအားရင်ရင်ကျေးကျေးခေါ်ဟောဆက်ဆံပြောဆိုကြသည်ဖြစ်ရာဘာမှကျုပ်တို့အင်ဒိုချိုင်းနာကိုရောက်လာတဲ့ပြင်သစ်တွေမောက်မှရိုက်ဆိုင်သလားဒီမှာရှိတဲ့ပြင်သစ်တွေကြတော့တည်ရင်ကျေးပါလားဟု၍နှုတ်ကတဖွားဖွားပြောမိရှာသည် မတော်စင်းနေလိုက်ပါလားတဲ့ပင်လေကိုတင်မွက်ကြည့်တယ်။မာစိမြုပ်တွင်ရဲအနေငယ်စိုက်ကဲရနာပြင်းနောက်လုံးတရန်အတွက်ဧဘာမြုပ်တို့ထွက်ခွာသွားသည်။ထိုမြုပ်မှတဆင့်အရှိတောင်အာရှအင်ဒိုချိန်းနောက်ဒေသတို့ပြန်လည်ထွက်ခွာသွားမည်ဖြစ်ရာ။ဗာဒီမိတ်ဆွေမေပါဝင်ဗီယက်နမ်လူမျိုးတင်မောသားများသည်အဆိုပါတင်မောကြည့်မည်ဖြင့်ဧဘာမြုပ်တို့လိုက်ပါသွားကြသည်။ဧကဘအာမိမိတို့နှင့်အတူဗီယက်နမ်တို့ပြန်လိုက်လိုဘကတပါးတည်းပြန်လိုက်ခရန်ခေါ်သည်သည်။သို့တော်ဘမှာ ီမန်းကျက်အပြည့်ဝနဲ့လာခဲ့သူဖြစ်ရပြန်မလိုက်ဖဲမဆိတ်မြို့မှာပင်ကြံရိတ်ခဲ့တယ်။ဘာဒီမဆိတ်မြို့၌ခိုက်တန်အဖြစ်ဖြစ်သလိုနေကြည်ဦးမြင့်ဟူသောအကြံစီဖြင့်ပြင်သစ်လူမျိုးရာရှိတူဦးအိမ်တွင်စေကံလုတ်ကိုဝင်ရောက်လောက်ကန်ခဲ့သည်။အဆိုပါရာရှိကြီးမှာမဆိတ်မြို့အဆောင်အဖျားခြံကြီးတစ်ချံတွင်ဒီမင်းချက်ကလေးထင်းအစေကံဒရိုက်ဘာမာလီစားချစ်သည့်ခိုင်းစင်ညာဖြင့်တကန်တနာနေထိုင်သူတူဦးဖြစ်သည်။ပင်လေကူတင်မောပေါ်တွင် လူပေါင်း900ကျော်ရှိရာကန်တော့ကိုချက်ကျုပ်ကျမှုရသည့်ထင်းမင်းချက်အလုံးနဲ့စာလျင်ထိုအိမ်၌လောက်ရသောအလုံးမှာအစာပေါင်းများစွာတတ်တာလာသည်ထို့ပြင်ထိုအိမ်၌ဘာကဲ့သို့အစီကံဖြင့်အလုံးလုံးနေသည့်ဘီယန်နန်မျိုးသားတစ်ယောက်ရှိ၍အဆဆရရာအစဉ်ပြလာသည်ဟုဆိုရမည်ဖြစ်သည် ထိုအစီကံမှာအသက်9နှစ်ခန့်ကြီး၍သူ့အမည်မှာတန်ဖြစ်သည်တန်သည် နိုင်ငံရခြားတိုင်းသဘာတွင် တွေ့ရသည့်ကုလူမျိုးအချင်းချင်းဖြစ်သောပါရဲ့ဆွေရမျိုးပမာ ခင်ခင်မင်မင်ရှိလာတဲ့အပြင်ဘာဤတင်းငင်အေးစေးသည့်အနေအထိုင်အပြောဆိုကြပို၍သဘောကျမိသည်ဒါနဲ့ဘာတို့ဤအလုံးမှာအိုးခွက်များကိုလိုက်ချော့ဆေးကြောချရုံသာဖြစ်ရာအချိန်ပိုများစွာရ၍အားနေကြသည်တို့ဖြင့်ဘာသည်အလှချင်များတွင်ပန်းကြံသွားကစာမြင်းဖတ်နေလေရှိသည်တန်သည်ဘာနှင့်အတူပန်းကြံထဲသို့လိုက်လာတော်လဲဘာဖြစ်နေသည့်စာအုပ်စာတမ်းများကိုတစ်ခါမှဖတ်မကြည့်သည့်အပြင်လက်ထားနှင့်ပင်မထီပဲနေရာပါစိတ်ထဲတွင်တန်းအား စာသက်ပြင်းသူတယောက်ဟုထင်မိတယ်။နောက်အကျိုးအကြောင်းမေးကြည့်တော့မှဒါမှဗီယက်နမ်စာကို လုံးဝမသိဘူးပဲစာမသက်သူတူဖြစ်နေကြောင်းသိရတဲ့ဖြင့်စိတ်ထဲတွင်အကြီးအကျယ်ထိခိုက်သွားခဲ့တယ်။နောက်ဆုံးနိုင်ပါးဤတိုက်တွန်းချက်နဲ့သူကိုယ်တိုင်ကစိတ်ပါလာတဲ့ဖြင့်ဒန်ဒီဘာထံမှဗီယက်နမ်စာကိုစူးစား၍သင်ကြားလာခဲ့တယ်။ဘာတီဒန်အားဗီယက်နမ်စာကိုရေးတဲ့ဖတ်တဲ့အောင်နေ့စဉ်သင်ကြားပေးရင်သူကိုယ်တိုင်ကမှထိုရင်ရှိသူတို့နှင့်ဘဝတူ ပြင်သစ်အစီကံကလေးတယောက်ထံမှာပြင်သစ်စကားကိုစူးစမ်းတင်ယူခဲ့တယ်။ဒီအနေနဲ့ရှိစဉ်ကဝိမှုနိုင်ပြင်သစ်စာပေနဲ့ဘာသာစကားကိုသင်ကြားခဲ့ပူ၍အတော်အတန်ရေးနိုင်ဖတ်နိုင်တော်လဲပြင်သစ်နိုင်ငံတွင်လောလောဆယ်ရေးသားပြောဆိုနေကြသည့်ခေတ်သစ်စာပေအရေးသားနှင့်အရက်သုံးဘဝရညာကိုနားလည်သိရှိထားမှဖြစ်မည်ဟုသောတတိဖြင့်စူးစမ်းတင်ကြားခဲ့ရ။မူလကအခြေခံရှိထားသောပါတီမကြမီ ပြင်သစ်စကားကိုရေးလေလေပြပြတတ်တကြီးပြောနိုင်လာခဲ့တယ်။ဒီနေ့တွင်အရှင်အရာရှိကြီးတီရုတ်တရက်ပါအကော်၍အာဖရိကတိုက်ကိုသွားမယ်။တင်မောတစင်းရှိတယ်။ခီးတီတော့မပါဘူး။ကုံတင်မောတက်တက်ပဲ။အဲ့ဒီတင်မောမှာတင်မောသားလုံနေတယ်။အဲ့ဒါမင်းလိုက်မလားဟုကောက်ခါငင်ကမေးလိုက်တယ်။ဘာကလည်းမဆိုင်မတော့ဝမ်းသာအားရဖြင့်ဟုတ်ကဲ့ကျွန်တော်လိုက်ပါမယ်ဟုပြန်ပြေးလိုက်တယ်။တော်နေပဲမကြမီပါအာပြင်သစ်ကုံတင်တင်မောတစင်းမော်တွင်တင်မောသားတယောက်ဖြစ် တွေ့ကြရတယ်နိဘတ်ဒီရောက်တရရတိုင်းတွင်ကို့အမျိုးသားအချင်းချင်းဖြစ်သောဒီနန်လူမျိုးများကိုတမင်ရှာဖွေမိတ်ဆွေပွက်ခြင်းကိုကြီးရိုင်းမခြင်းဖြင့်သူတို့ဘဝသူတို့အကြောင်းကိုလေးလာစူးစမ်းလို့စိတ်ရှိသူတူဖြစ်ရယခုတစ်ဖန်ဤကုံတင်မောပေါ်တွင်လည်းဘုံအမည်ရှိဒီနန်တင်မောသားတစ်ယောက်နှင့်ခင်မင်ရင်းနှီးခဲ့တယ်နိဘုံဒီမျိုးချစ်စိတ်ရှိသူတူဖြစ်သည်တောတော့စာလုံးဝမတက်ပညာအခြေခံလုံးဝမရှိသည်ဖြင့်သူမျိုးချစ်စိတ်မှာ ူမျိုးရေးအငြင်းသက်သက်ပေါ်တွင်ကြည်တက်သည့်မြက်ကန်းမျိုးချစ်စိန်မျိုးဖြစ်နေသည်ဗီယက်နမ်နိုင်ငံအားပြင်သစ်နေချက်တပါးကအထမတိမ့်ပိုက်ကဗီယက်နမ်အမျိုးသားများအပေါ်နှိမ့်ဆက်စော်ကားသည်ကိုဘုံကနိုင်ငံရေးအငြင်းသက်သက်ကြည်တည်မြင်သည်တို့ဖြစ်ရသူသည်ဗီယက်နမ်နိုင်ငံမှဆန်းစား၍ထွက်ခွာလာခဲ့ပြီးပင်လယ်ကူးတင်မိုရစင်မော်တွင်ထိမင်းကျက်လို့ဖြစ်ငွေကြေးစုဆောင်းကပြင်သစ်အမျိုးသမီးကိုယူမီဟု၍ကြံကြီးကြံခဲ့သူတူဖြစ်သည်ကျုပ်လိုဗီယက်နမ်ထိမင်းချက်တယောက်က ြင်သစ်မတယောက်ကိုယူနိုင်နေဆိုတာကဘာကိုပြပြီးပြင်သစ်တွေကိုတစားချီရရင်တိကျော်ပါပြီဟူ၍ကြွေးကြော်ခဲ့သူဖြစ်တယ်။သို့သောဘာနှင်တွေ့တော့အခါသူ့တွေးခေါ်နဲ့သူ့ယူဆမှားယွင်းကြောင်းပြလာရတယ်။ဘာ၏ဆက်ရှိလက်ရှိရှင်းလင်းပြပြကြညာကြောင့်ဝန်သည်ပြင်သစ်နေချက်သမားနဲ့ပြင်သစ်ပြည်သူများကိုခွဲခြားကြည့်တယ်လာတယ်။ဘာတီပွန်အားထို့သောနိုင်ငံရေးတိနိုင်ငံရေးအမြင်များကိုရှင်းလင်းပြပြခဲ့သည့်အပြင် စာမျက်တီကိုလည်းတက်အောင်သိပေးခဲ့ကြတယ်။ဘာနဲ့ပွန်တို့တမောသားအဖြစ်လိုက်ပါလာတော့ပြင်သစ်ကုန်တယ်မို့တယ်။စပိန်ပေါ်တူဂီစသည့်ဥရောပတောင်ပိုင်းအစွန်းများမှတစဉ်မြေထဲပင်လယ်ကိုဖြတ်ကျော်၍အာဖရိကမြောက်ပိုင်းမှပေါ်တူဂီ၊အဲဂျီးရီးယားနိုင်ငံများသို့ဝင်ရောက်ခဲ့တယ်။ထို့မှတစ်ဖက်အာဖရိကအရှေ့ဘက်ကန်ယူနန်တရှာကွန်ဂိုနိုင်ငံအထိခုံမောင်းလာခဲ့တယ်။ဘာသည်အာဖရိကတိုက်မှတစဉ်အတ္တလန္တိတမုဒ္ဒရာကြီးကိုဖြတ်ကျော်၍ မေဒီကန်ပြည်တော်စုအရှိဖက်ကန်းချိန်မှဘော့စတန်နဲ့နယူးယောက်မြို့ကြီးများတို့တိုင်အောင်ပင်လယ်ကူးသင်းမော့ဖြင့်လိုက်ပါ၍ဘူတုဒ်ရှာမိခဲ့သည်ထို့သောနိုင်ငံအသီးသီးစိတ်ကန်းမြို့ကြီးများတို့တနင်္ဂနွေမှတနင်္ဂနွေတမျိုးမှတမျိုးဝင်ထွက်ဆက်ကလာခဲ့သောဤပင်လယ်ခီးသည်ဘာအတွက်ပို၍အတွေ့အကြုံဘူတုဒ်များညှားစေခဲ့သည်ပို၍အသိဉာဏ်ထက်သန်ကျေဝါစေခဲ့သည်ထို့သောရောက်လျာနိုင်ငံတိုင်းမြို့ကြီးတကြီးတိုင်း၌မြင်တွေ့လေ့လာခဲ့ရသမျှနေချက်စနစ်နှင့်နေချက်သမားသည် နိုင်ငံတကာမှလောက်သားပြည်သူများအားအသားအရောင်မွေလူမျိုးမွေတပုံစံသည်တသမတ်သည်ဖိနေချုပ်ချယ်သွေးဆုပ်ချလနေသည်ကိုသာမြင်တွေ့ကြရသည်လေးလာကြရသည်အာဖရိကအနောက်ပိုင်းဒါကာမြို့တွင်တွေ့မြင်ကြရသည့်ညီကွင်းနှင့်အဖြစ်ပြန်မှာဘာအတွက်အကြီးအကျယ်စိတ်ထိတ်ခိုက်เสียဖြစ်ခဲ့သည်ထိုအချိန်ထိုနေ့ထိုရက်ကဒါကာမြို့တွင်လေပြင်းမုန်တိုင်းတက်ခတ်လျက်ရှိရာစိတ်ကမ်းပေါ်သို့တေမောတာအချုပ်ကိုဆေးလို့ရန်စီစဉ်ပါတော်လဲ sau qua biến thành là gì lấy mông đang giả tại cái lý nhà của bên chỉ bỏ tụ chạm nhà về chỉ nên đi nào sau này sẽ gắn gì tiếng tiếng anh nói nhà thì tiếng mông sẽ tuổi tiêu lộ hiện rồi Africa đại ta sẽ gắn lộc tụ nhà chỉ giả to cấp lý tâm nhà à tiếng mông sĩ tụ chỉ cứ tụ nhà anh bị nhung trả rồi đi tiếng tiếng anh nói nhà gì anh em giả cấp ta lộc tụ nhà thì chỉ để tụ không sinh trả rồi đi tụ tụ lấy mông đang thành trọng chỉ biết nuôi လိုင်းလုံးကြီးများတစ်လုံးပြီးတစ်လုံးအင်ယူလင်း၍လုံးလုံးရိုက်ခိုက်နေသည်ဖြစ်ရာရည်ရဲသောခုံစင်းသည်။ကပ္ပလီမျိုးသားများမှာလိုင်းလုံးကြီးများအောက်ဆုံဆုံမြုပ်ကတခါတည်းပေါ်မလာပဲပျောက်ကွယ်သွားကြသည်။ဤတွင်စိတ်ကမ်းမှပြင်သစ်အရာရှိများသည် အကြီးအကျယ်ဒေါဘကကပ္ပလီတယောက်ရည်ရဲသောနှိမ့်၍လိုင်းလုံးအောက်တွင်ပျောက်ကွယ်သွားတိုင်းနောက်တစ်ယောက်ကိုအတင်းအထမခုံချခိုင်းလျာစုစုပေါင်းကပ္ပလီလေးယောက်မှာတယောက်ပြီးတယောက်ရည်ရောက်တွင်နှိမ့်၍အသက်ဆုံးဆုံးကြရချသည်။ ဤဒီကိုပင်ကမ်းထမ်းမှစောင့်ကြည့်နေကြသောပြင်သစ်အရာရှိများသည်တဘောအကြကြီးကြကလက်ခုပ်လောဟာများတည်၍ဟီဟီတဟာဖြင့်ရော်တဘာကြီးပေါ်ကြနေကြသည်ဤကြီးကွဲပွဲရာမြင်ကွင်းမှာခြားတင်မောတမျှအတွက်အထူးဆန်းတော်လဲဘာအတွက်မူအစမ်းတကျဖြစ်ယုံမှကနာကြီးပွဲရာစိတ်ထိခိုက်စရာဖြစ်ခဲ့ရသည်အာရှတိုက်တာပင်ဖြစ်စေအာဖရိကတိုက်တာပင်ဖြစ်စေလက်အောက်ခံကိုလိုနီနိုင်ငံများမှလူတယောက်၏အသက်သည်နေချက်သမားများအတွက် ဝက်စိတ်တကောင်မြပင်တန်ဖိုးမရှိပါကလားဘာဒီထိုကုန်တင်သမောဖြင့်ဥရောပထိုက်တော့ပြန်လာခဲ့ပြီနော်ဒီပါမြို့တော်ရောက်တွင်သူ့မိတ်ဆွေပုံလဲလုံးမထွက်သွား၍သူလဲအချားတိုင်းပြည်တစ်ခုတို့ခီးစက်ခဲ့ပြန်နေယခုတစ်ချိန်ဘာရောက်လာသည့်တိုက်ပြည်မှာအင်္ဂလန်ပြည်ပင်ဖြစ်သည်အချိန်မှာပထမကဘာစိတ်ကြီးဖြစ်ပြီးဒီနှစ်ခန့်လို့1934ခုနှစ်အတွင်းကဖြစ်တယ်အင်္ဂလန်ပြည်လန်ဒန်မြို့တော်တွင်အထက်တန်းလောက လူကုန်တန်းများလာရောက်တဲကိုဆက်တော့ကြသည်နမကျော်ဟိုတယ်ကြီးညာနဲ့ကတ်တန်ဟိုတယ်ဒီခြေတန်းမှာပါဝင်ဖြစ်သည်ထိုတဲ့တွင်အင်္ဂလိပ်လူမျိုးများပြင်နိုင်ငံတကာမှလာရောက်တဲကိုကြသည်လူမျိုးပေါင်းစုံတွင်စိတ်တန်းကြဆက်တော့နိုင်ရန်ဂျာမန်ပြင်သစ်ရုရှားနှင့်အင်္ဂလိပ်လူမျိုးများအပါအဝင်ခမင်းဟင်းချက်ပြုတ်ရ၌အထူးတူလေကျွမ်းကျင်သည့်ခမင်းချက်အလုံးသမားပေါင်းတရားကျော်မြတ်ခံထားလောက်ကိုင်းလျက်ရှိသည်ဒီနေ့တနေ့ ဤဟုတ်တကြီးနောက်ဖက်ပိုင်းငွေပကံငွေစွန်းငွေခရစသည့်ငွေတွေပကံခွက်ရောက်ပစ္စည်းများစိတ်ကြော့သည့်အခန်းတို့အသက်20ကျော်အစိတ်ခန့်ရှိပိန်ပိန်ပါပါလူရွယ်တယောက်ရောက်လာသည်သူသည်ဌာနသို့နောက်ဆုံးရောက်လာသည့်လောက်သမားအသည့်ဖြစ်ွေလာမသည်ရောက်စားတရက်နှစ်အတွင်းအခြားလောက်သမားများနဲ့ရိုးရိုးနှွန်းနှွန်းမရှိလာပဲသူလောက်သူခက်ခုတ်ခုတ်ပင်လောက်ကန်နေသည်ကိုတွေ့ရသည်ဤလောက်ခန့်တွင်လူမျိုးပေါင်းစုံလောက်သမား20ခန့်ရှိသည်နဲ့နန်းဆိုသည့် ဗီယက်နမ်အမျိုးသားလောက်သမားတယောက်လည်းရှိတယ်။နမ်ဒီနောက်ရောက်လာသည့်လောက်သမားအတက်ကလေးအားတရုတ်လူမျိုးတယောက်ဟုထင်မိသည့်ဖြင့်အစပထမတွင်စကားလည်းမပြောမိမိလည်းမဆက်မိပဲဟာတိပါတာနေခဲ့သည်။သို့သောသုံးရက်နောက်သောနေ့တွင်မူထိုလောက်သမားလေးသည်မိမိတို့ကဲ့သို့ပင်ဗီယက်နမ်လူမျိုးတယောက်ဖြစ်ကြောင်းကိုသိလျက်ရသည့်ဖြင့်အာရဝမ်းသာတွားရောက်၍စကားဆင်မီပြောရင်းမိဖွဲ့တော်သည်။ထိုလောက်သမား၏မိမာဘာဖြစ်၍ဗီယက်နမ်မှရောက်နေသည်မှာ နည်းကြော်ညာရှိပြီဖြစ်ကြောင်းသိရသည်မင်းအင်္ဂလန်ကိုဘလို့ယူချက်နဲ့ရောက်လာတာလဲအင်္ဂလိပ်စကားကိုကြက်ကြက်နနသင်ချင်တတ်ချင်လို့ပါကောင်းပါလေဒါပေမဲ့အင်္ဂလိပ်စာဟာတော်တော်ခက်တယ်ကွာငါတော့အခုဒီရောက်တာနှစ်နှစ်လောက်ရှိတယ်ပြီဒါပေမဲ့ရက်စော်အွန်တို့ဟုတ်တယ်မဟုတ်ဘူးဆိုတာလောက်ပဲတက်သေးတယ်ဒါတော့ကျွန်တော်တို့ကြိုးစားမှာပေါ့ကျွန်တော်ဒီအင်္ဂလန်ရောက်ချင်းကျောင်းတောင်မှာနှင်းခဲတွေကိုတပြက်စီးနဲ့လှဲပြီးရှင်းရတဲ့အလုပ်တစ်ခုလုပ်ခဲ့တယ်အဲ့ဒီလောက်ကလည်းတကယ်တော့ တော်တော်ပင်မနဲ့အလုပ်ပဲအေးလုံးလို့ကျွန်တော်လက်တွေခြေထောက်တွေသွေးခဲမတက်ဖြစ်နေတဲ့အထက်ကလောက်ရတဲ့အလုပ်ကပင်မလုံးလို့ဒီကိုယ်လုံးချွေးချွေးရွှဲနေတာပဲပြီးတော့နှင်းခဲတွေကလည်းခဲပြီးတောင်ချောနေတော့လက်ရကျင်းရတာမလွယ်ကူလာဘူးအဲ့ဒါရှင်းနိုင်လုံးလုံးစက်တိုက်လုပ်ပြီးတဲ့ဆိုရင်ပဲကျွန်တော်မှဒီကိုယ်လုံးချိန်ကုန်လက်ပန်းချပြီးလိုက်ကလည်းအတော်ဆလာတယ်ဒါနဲ့ဆက်မလုပ်တော့ပဲလှုပ်ထွက်လိုက်ရတယ်အဲ့ဒီအကြောင်းကအကြောင်းဆရာကြီးအနေနဲ့သဘောကောက်ပါတယ်သူကကျွန်တော်ကို ုက္ခငွေပဲနေပေးပြီတကယ်တော့ဒီလောက်ဟာမင်းအတွက်ပင်မလုံးမှာတယ်ကွာလို့ခပြုံးချုံးနဲ့ပြောလိုက်သေးတယ်နောက်နှစ်လောက်ကျတော့ကျွန်တော်အခြားလုပ်တစ်ခုရပါတယ်အဲ့ဒီလောက်ကတော့ဝန်လာအိုးမိထုရတဲ့အလုပ်ပါပဲမနေ့ငနိုင်လောက်ဆိုရင်ကျွန်တော်နဲ့အခြားသူတယောက်ဝန်လာအိုးရှိတဲ့အခန်းကိုသွားပြီးမိမွေးရပါတယ်နောက်တနေ့ကိုတနေ့ကန်းကျွန်တော်တို့နှစ်ယောက်သားဝန်လာအိုးကိုကြောင်ပြီးသွေးထည့်ပေးနေရတာပါပဲအဲ့ဒီအလုပ်ကတကယ်လန့်စရာကောင်းပါတယ် အဲ့ဒီဘွိုင်းနာကန်းရဲ့အပေါ်တက်မှာဘသူတွေမလုံးနေကြတယ်ဆိုတာကျွန်တော်မသိပါဘူးအဲ့ဒီအပေါ်တက်ကိုလည်းတခါမှတက်မကြည့်ဘူးကျွန်တော်နဲ့လောက်လောက်တက်လူကခက်အေးပဲနေတတ်ပါတယ်သူကြည့်ရတာစကားပြောတတ်တဲ့အနေတဲ့လူလိုပဲတနေ့လုံးအလောက်တူလုံးနေပေမဲ့စကားတစ်လုံးမှပြောပဲနေပါလေဒါပေမဲ့အလောက်လို့ရင်စလိတ်တော့တောက်ပါတယ်ကျွန်တော်ကိုခေါ်ရင်လဲအမူယာနဲ့ခေါင်းငိန်ခေါ်ပြီးလောက်ဆရာရှိတာကိုမင်းငေါ်ပြရုံပဲပြပါတယ် စကားတော့တလုံးမှမပြောပါဘူး။ဝိုင်းလာကန်တိုင်းမှာကျောက်ဆရာကောင်းအောင်ပူလောင်နေတလို့အပြင်မှာတော့ကျောက်ဆရာကောင်းလောက်အောင်အေးနေပါလေ။ကျွန်တော်မှအနှွေးတွေကလည်းလုံ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 မရှိတော့အေးအေးမိတာပါပဲ။ဒါနဲ့အလုပ်ကိုတင်းငွေနှစ်ပတ်နားလိုက်ရပါတယ်။အဲ့ဒီအချိန်မှာကျွန်တော်ဆုထားတဲ့ငွေတွေကပဲအခန်းငါးကပေး ပေါမုံနဲ့ထောပဲဝယ်။ပြီးတော့အင်္ဂလိပ်ဖတ်စာအုပ်6အုပ်ဝယ်လိုက်ပါတယ်။နောက်ဆုံးကျွန်တော်လက်ထက်မှာ6ချီလင်းနဲ့6ပဲနေပဲကျွန်တော်လို့အလုပ်ထွက်ရှာရင်းနဲ့ ဒီကိုရောက်လာတာပါပဲယခုကတန်ဟိုတယ်တွင်လောက်ရတော့အလုံးမှာဘွိုင်းလာဦးမိထုဝတိလောက်ထက်တက်တာတည်ပြင်အချိန်နဲ့တိတိကျကျလောက်ရတဲ့ဖြင့်နားချိန်အားချိန်များပိုရတယ်အလုံးချိန်မှာမနက်၈နာရီမှနေ့၁၂နာရီတဖန်ညနေ၃နာရီမှည၇နာရီထိဖြစ်ရဒါသည်အနက်စောစောအလုံးချိန်မကျမီနဲ့နေကင်းအလတ်ချိန်များတွင်ကွာကျော်ပုပ္ပဥယင်ကြီးတဲ့တော့သွား၍စားဖက်စားရည်လေးရှိသည်ရုံးပရညနဲ့ အညာပြည်သူအလဲရညာတွင်မူပါသည်အီတလီဆီယာတယောက်ထံသွား၍အင်္ဂလိပ်စာကိုသင်ကြသည်အလောက်ချိန်တွင်ဘာနှင့်နန်းတို့သည်ငွေတဲ့ပစ္စည်းပကံခွက်ရောက်များကိုတယောက်တလဲစီစိတ်ကြောကြရသည် ထို့သောစိတ်ကြောလုကန်၍နေစဉ်အတွင်းစောက်တော့ခမ်းမှစပွဲလုံးများသည်စောက်တော့ခမ်းမှနေ၍လူအများစောက်တော့ပြသည့်ပကံခွက်ရောက်များကိုလျှက်စီအပြင်လက်ပတ်တည်ယူနေသောကရိယာပေါ်တွင်တင်ကနာဖီကန်တို့အဆက်မပြတ်ပို့ဆောင်ပေးနေကြသည် ထိုပကံခွက်ရောက်များကိုဘာထိန်နန်းတို့ကအဆက်မပြတ်လက်မလဲအောင်တစ်ခုပြီးတစ်ခုယူ၍ကျူရဲနှင့်ငွေထည်ပစ္စည်းများကိုခွဲခြားကာငွေထည်များကိုစိတ်ကြောကြရသည်။ဘာလဲထိုလုပ်ကိုနေ့စဉ်လုပ်နေရင်ပကံများထဲတွင် မကြာခဏပလာသည့်စားကျွင်းစားကြံများကိုအခြားသူများကဲ့သို့လုပ်မည်ပြပဲတည်တံတနေရာတွင်တင်ထားလေရှိသည်။တခါတရံပကံများထဲတွင်ကြက်သားကင်များမဲသားတုံးများမှာအရာမယွင်းအဖက်မရွရသေးပဲအတော်များများပလာတတ်သည်။အသည့်အဆိုပါ ကျက်ကင်ငါးချောမေတ္တာတော်များကိုတက်တက်ဖယ်၍စုထားပြီးနောက်ဖေးမိဖို့ကြောင့်တပတ်စီတို့အလုံးသမားများစားရန်ပြန်ပို့ပေးလေရှိသည်ဒီနေ့တွင်ဤကိစ္စကိုစပုံမှုချုပ်ကြီးဖြစ်သူအကော်ဖီယာကိုတိုင်တွေ့မြင်သွားခဲ့သည်စပုံမှုချုပ်အကော်ဖီယာမှာနည်းနည်းရရမဟုတ်စားဖွယ်တောက်ဖွယ်ဟင်းရည်များကိုရတာရှိအောင်အတွင်တွေ့အောင်ချက်ကျုပ်ကျော်လော်စီမံလုပ်ကံရ၌အင်္ဂလန်ပြင်သစ်ဂျာမနီအီတလီအစရှိသည့်ဥရောပတိုင်လုံးတွင်ပြိုင်ပွဲကင်းအောင် တညောင်ကျွမ်းကျင်သူအဖြစ်နိုင်ငံတိုင်းကလက်ချားခါ၍အတိမတ်ပြုထားရသူဖြစ်သည်။မင်းပွဲစုပ်ပွဲများနှင့်အထက်တန်းစွာလူမလိုက်များ၏ထမင်းစားပွဲများ၌အမြဲတမ်းတာဝန်ယူ၍စီမံခန့်ခွဲရသည့်စတော်ကဲကြီးဖြစ်ရာကတန်ဟိုတယ်နမဲကြွားချင်းမှာသူကြောင့်ဟုဆိုလျင်ပင်ဆိုလောက်သည့်ပုဂ္ဂိုလ်ကြီးဖြစ်သည်။သူနှင့်ပင်စာချွင်းစာကြံများကိုလွှင့်ပြဖဲမိဖို့ချောင်ဘက်ကလုံတမန်များထံပြန်ပို့ပေးနေသောဘာကိုတွေ့ရသောအခါစတော်ကဲကြီးကော်ဖီယာက အကျိုးကြောင့်မြင်ရတော့တယ်။မင်းကဘာဖြစ်လို့ဒီအကျဉ်းချန်တွေကိုအခြားလူတွေလိုအမိုက်ပုံးနေမထည့်ရတာလဲ။ဒါတွေဟာလွန့်ပစ်လို့မတော်ပါဘူးခင်ဗျာ။တခြားမရှိဆင်းရဲတဲ့လူတွေကိုပြေးမယ်ဆိုရင်ပြေးနိုင်ပါသေးတယ်။အစကော်ဖီယာကပါတီအဖြစ်ကိုသဘောကျသွားတဲ့အဖြစ်ပြုံးလိုက်သည်။ဒီမှာဒီမန်ကလူအပြောကြမယ်နားထောင်။အခုလောလောဆယ်အတွင်းမှာမင်းရဲ့တော်လန်ကြီးအယူဆတွေကိုခဏဖိတ်ချိန်ထားရင်ကောင်းမယ်။မင်းအတွက်ဝင်ငွေမြတ်မြတ်ဆဆရအောင် ချက်တဲ့ကျုပ်တဲ့ပညာကိုငါသင်ပေးမယ်။ဘာနဲ့လဲသင်မလားဟုမိလိုက်တယ်။သူနေပင်ပါသည်စတော်ကဲကြီးကြီးကုညီဆောင်မှမှုဖြင့်အရှင်မွေးနေချင်းကြီးဆိုတဲ့ကဲ့သို့လက်ခပူရသောကိတ်မုံဖို့သည့်ဌာနသို့ရောက်သွားကြရသည်။ဖိုးကြောင့်လောသမားတိုင်းထိတ်ဖိန်တုံအောင်ထိတ်လန့်ကြောက်ရွံ့နေကြရသည့်စတော်ကဲကြီးအစကော်ပီယာကိုလည်းငါမနေ့တနေ့ကမှရောက်လာသည့်အလောသမားအစ်ကလေးတစ်ယောက်အားစာကျွန်းစာကြံများကိုလွှမ်းပြပေးထားသည့်ကိစ္စနှင့်ပတ်သက်၍အလောက်ကထုံပြပေးရာထူးတူးပြလိုက်သော ထို့ပြည့်ပြတ်မှာ ကတ်တန်ဟိုတယ်လောက်သမားညားကြားတွင်ပြောစမှတ်ဖြစ်၍ကြံခဲ့သည်တိုးတော့ပါမှာယာဒူးတို့၍လက်ကပူရတော့လဲဘဝမမြင်ခြေပြားမထောက်ပဲရခင်ကအတိုင်းပင်အလုတ်ကိုဂယူးဆိုင်လုံမြဲတိုက်လို့သည် အလုံးနဲ့တိတ်ညက်ခင်မင်းအောင်ပေါင်မြဲတိုင်းပေါင်သည်ရသည်လက်ကတဲ့ကစနေစင်းညနဲ့အင်္ဂလိပ်မဆူစာအုပ်များကိုဝယ်၍ဖက်မြဲအတိုင်းဖက်တင်မြဲအတိုင်းတင်သည်ဘာသည်ကိုချင်းစာစိတ်ဂယူးနာစိတ်ရှိသူဖြစ်သည် လေးနဲ့တင်းငိမ့်တလောက်သိမ့်မွေ့နူးညံ့သောနှလုံးသားရှိသူလည်းဖြစ်နေဒီနေ့တွင်သူသည်တရင်တော်ဆောင်ကိုဖက်နေရင်းကရဲ့ရင်များတွေ့တွေ့ကြဆင်းလာသည်ဒါကိုသူမိတ်ဆွေဘီယန်နံအမျိုးသားနှံကထိတ်လန့်တကြားဖြစ်ကပြပြတလဲဖြင့်ပါအားအကျိုးကြောင်းမိကြသည်ပါတီမျက်ရည်များကိုတော်ရင်ဝမ်းနဲ့ကြည်ခွဲသည့်အမှုရာဖြင့်တရင်စာထဲမှတရင်တစ်ပုဒ်ကိုထုတ်ပြကနန်အားဖြစ်ပုံကိုပြပြသည်ဒီမှာကြည့်ပါအောင်ဗျာအာယာလန်ပြည်ကော့ဆိုတဲ့မြို့ကမြို့တော်ဝင်မြို့ချေပုဂ္ဂိုလ်ကြီးအကြောင်း ဒီတရင်စာထဲမှာပါလာတယ်ဗျသူ့ကိုအင်္ဂလိပ်တွေကဖမ်းပြီးထောင်ချလိုက်တယ်လေအဲ့ဒါကိုသူကမကျေနပ်လို့ထောင်ထဲမှာဆန္ဒပြတယ်ထောင်ထဲမှာသူဟာရေလဲမတပ်ဘူးအစာလဲမစားဘူးစကားလဲမပြောဘူးနောက်ဆုံးမှာအိရာတဲ့မလှုပ်မရှက်အဲ့ဒီတိုင်နေပြီးဆန္ဒပြတယ်အဲ့ဒါဒီလိုနဲ့69ရလုံးလုံးအစာငတ်ရင်ငတ်ခံပြီးသူ့တိုင်းပြည်အတွက်အသေးခံတော့တယ်ဗျကြည့်ပါဦးဘလောက်တတိရှိပြီးဘလောက်သူရဲ့ကောင်းပိတတ်တယ်လို့ ီလိုပုဂ္ဂိုလ်မျိုးတွေရှိနေတဲ့လူမျိုးတစ်မျိုးဟာဘရောမအညံ့မခံအလံမလဲဘူးဗျ။ဘာတည်အန်ခဲ၍နေရဲသောညလုံးစုံလို့ဖြင့်အထက်ပါစကားများကိုနန်းအားပြပြခဲ့တယ်။ဒီစကားများကိုပြပြသည်မှာလဲတကယ်ယုံကြည်ချက်အပြည့်အဝဖြင့်ပြပြနေခြင်းဖြစ်တယ်။တိုင်းပြည်အတွက်အသက်ဆွန်ရန်ဝေမလေးသူများရှိနေသည်များကလားပလုံးထိုလူမျိုးတည်ပဲသောအခါမှဒုထောက်ညံ့ခံ၍အလံလှဲ့လှဲ့ညီမဟုတ်။ထိုနည်းတူစွာမိမိတို့ဒီနှံအညုသားများသည်လည်း ပင်တဲ့နေချက်တမမများအာညမကအလံမလဲတိုက်ပွဲပုံတော်ကြမည်ဆိုပါကအခဲအခဲအချက်တဲမှန်သည်မြမိကအစားနောက်မတော်မဲအသက်ဆုံးကြရမည်မဟုတ်ပါလားဣတီမာလန်ဒန်မြို့နမကျော်ကတန်ဟိုတယ်မှာရေနံမြို့သားလောက်သမားကလေးတယောက်ဤကြောက်မြောက်သောအညံ့မကန်အလံမလဲသည့်နေချက်ဆက်ကျင်ရေးစိတ်တိုက်ပင်ဖြစ်လေသည်